မကိုအချင်းလေးကိုချင်းဆက်ကလေးဆက်ပြီးပါလို့ပြောလိုက်ကြအဲ့လူကပြမလာတော့ဘူးအဲ့ဒါတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်ဘူးနော်တခုခုခေါ်လိုက်ပြီးဆိုစူပုတ်ပြီးလုံးဝမလာဘူးတစ်ခါကျလို့ရှိရင်အတင်းပြောတာတွေလည်းရှိရနော်အဲ့လိုကိုပုဆန်နဲ့ကိုဝယ်စားပြီးတော့လေအိုးတွေပကံတွေပြစ်ချတဲ့အတန်တွေစူဆောင်အောင်တဲ့အတန်တွေကြားချင်ရင်ဂျိုဂျိုဟုတ်ပေါ်မှာသွားစားပါဒီလိုမျိုးအိုးတန်ပကံတန်တွေကြားတာတွေစူညံပွက်လို့ရိုက်ညာတွေကြတော့လေဆိုင်ဘက်ကလိုအပ်ချက်လို့မြင်နေရှင် ားလုံးပဲမင်္ဂလာပါဇလီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုဇလီတင်ဆက်ပေးမယ့် video လေးကတော့ line ပေါ်မှာတော်တော်လေးကိုနာမည်ကြီးနေရတာဂျူဂျူဟော့ပေါဆိုလို့ရှင်တော့ဒါအားလုံးကသိကြမှာပါရှင်ဟော့ပေါဆိုင်ကလည်းနော်လူအများကတော်တော်လေးကိုကြိုက်ကြတယ်ရှင်အရသာကလည်းအရန်ကိုကောင်းမွန်တယ်နော်အသားတွေကလည်းအရန်ကိုလက်ဆက်တယ်ရှင်ဒါပေမဲ့အဲ့ဒီဆိုင်ကဝန်ထမ်းတွေကနော်တော်တော်လေးကို service ညံ့နေရှင်စားဝိုင်းမှာပကန်းဒီလာချလို့ရှင်လည်းနော်စောင့်အောင်ပြီးတော့ချရလို့လည်းပြောတယ်ရှင်ဒါကိုသူ့ဆိုင်မှာအများရန်ဝယ်စားနေကြအမကဒါပြောလာတာပဲဖြစ်ပါရဲ့ရှင် view file လေးကိုအတူတူနားထ ောင်ကြည့်လိုက်ကြရအောင်နော်ကိုပစံနဲ့ကိုဝယ်စားပြီးတော့လေအိုးတွေပကံတွေပြစ်ချတဲ့အတန်တွေစူဆောင်းအောင်တဲ့အတန်တွေကြားချင်းရေဂျိုဂျိုဟော့ပေါ်မှာသွားစားပါနော်။ကျမကတော့အဲ့လိုအတန်တွေကြားရလို့သွားစားပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အရသာကိုကြိုက်လို့ပါပြီးတော့စားနေကြလဲဖြစ်လို့ပါ။တချို့ဆိုလို့ရှိရင်ကျမကိုလာပြောတယ်ပစံလေးအဲ့လောက်ပေးပြီးတော့အဲ့လောက်တော့စူညံမှာပေါ့လို့ပြောတဲ့လူတွေကိုကျမ ပြန်ပြောချင်ပါတယ်ကျမတို့တွေကလေငွေရေးချေးထက်ကိုအရသာကိုပို့ပြီးဦးစားပေးပြီးစားရလို့တွေပါနော်ရန်ကုန်မြို့ထဲမှာဆိုလို့ရှိရင်ကျမတို့မစားဘူးတဲ့မလာရှမ်းကောဆိုင်ဟော့ပေါ့ဆိုင်မရှိပါဘူးရှင့်အဲ့ဒီထဲမှာမှဂျိုဂျိုကကျတော့ဆိုင်ပွဲအများဆုံးနဲ့ စားရတာလည်းအဆင်ပြေတယ်ဆိုလို့စားတာပါเนาะကျမတို့တစ်ခါတစ်ခါစားလို့ရှင်8000 9000တသိန်းဆိုတာအများနဲ့ကြာပါတယ်အဲ့တော့ဟိုလိုမျိုးပေါချောင်ကောင်စားရလူတွေမဟုတ်ပါဘူးเนาะအဲ့တော့သူတို့ဆိုင်ရာ service ကအဆင်မပြေတာကိုပဲပြောချင်တာပါအဲ့ဒါပါအဲ့တော့စူညံနေရတွေအိုးတွေပကံတန်တွေပြစ်ချတာတွေပြီးတော့တွန်းလဲကြီးတွေတွန်းတာတွေအဲ့လိုအတန်တွေကြားရတဲ့အတန်တွေကိုသွားစားတာဒါပေမဲ့သူတို့တော့အဲ့လိုဟာလေးတော့ပြင်စီခြင်းနေပေါ့เนาะတချို့ကလည်းကျမရဲ့ comment တွေမှာလိုက်ရေးတာရှိတယ်တချို့ကလည်းဝန်ထမ်းတွေကအတင်းပြောတာလို့ပြီးရင်စူဆောင်းအောင်တာလို့အဲ့လိုမျိုးရှိရလို့လည်းပြောတယ် ဒါပေမဲ့ကျမလည်းတစ်ခါတစ်ခါတော့ကြုံဘူးပါဒါပေမဲ့စိတ်ထဲတော့မထားဘူးပေါ့နော်အဲ့ဒါလေးတွေမရှိရင်တော့ပိုကောင်းတာပေါ့နောက်တစ်ခုကဒီလိုမျိုးအိုးတန်ပကန်တန်တွေကြားရတာတွေစူညံပွက်လို့ရိုက်နေရတာကြတော့လေဆိုင်ဘက်ကလိုအပ်ချက်လို့မြင်နေရှင်း ။ဘာလို့လဲကျမတို့လည်း hotpot ဆိုင်တော်တော်များစားဘူးတယ်အဲ့လိုကြီးဖြစ်မနေဘူးပေါ့နော်။ဒီကြိုကြိုးကကျတော့များသောအားဖြင့်စားသုံးတဲ့သူများတယ်။အဲဧည့်သည်ကိုအများဆုံးဝန်ဆောင်မှုပေးရတယ်ဆိုလို့ရှိရင်ဝန်ထမ်းအင်အားဆိုတော့လုံးလုံးလောက်လောက်ထားရမှာဖြစ်ပါတယ်။အဲဒါမဲ့အခုလိုမျိုးကြီးဖြစ်တာကျတော့ဝန်ထမ်းအင်အားမလုံလောက်ဘူးလို့လည်းပြောလို့မရဘူးလေနော်သူတို့ကအချိန်ကြိုက်လောက်ရတာလူများတာဆိုရင်လည်းတချို့ဆိုင်တွေမှာလည်းအဲ့လိုမျိုးကြီးအများကြီးပါဒါမဲ့အဲ့လိုကြီးဖြစ်မနေဘူးလေနော်အခုကအဲ့လိုမျိုးကြီးဖြစ်တာဆိုတော့ဆိုင်ဘက်ကလည်းနည်းနည်းလေးတော့အဲ့လိုမျိုးလေးအဲ request လုပ်ချင်တယ်ပေါ့နော် တခါကျလည်းစဉ်းစားမိတယ်ဒီလေသူတို့ဆိုင်မှာလေအခုဟိုဟာပေါ့နော် ိုးတွေပကံတွေပြစ်ချအဲ့လိုမျိုးတွေစူညံနေရလေအဲ့နေရာမှာဒါကျွေးပကံတွေဆိုလို့ရှိရင်ဘလို့များနေမလဲမသိဘူးလို့ကျွန်မစဉ်းစားမိတယ်ဒီလားအဲကျွေးပကံနေတာဆိုလို့ရှိရင်လေကိုယ်ဲလို့လေဝန်ထမ်းတွေအိုက်ဆိုင်ရအောင်ထွက်ရမှာမဟုတ်ဘူးဒီလားအဲ့လိုမျိုးလေရောပေးရလို့လေခါကျရင်ကျမတို့လာချတဲ့ပုဂံဒါတော့မှပဲเนาะအိုက်ဆိုင်မှာသုံးတဲ့ပုဂံတွေအကုန်လုံးကလေ fiber ပုံစံမျိုး melamine ပုံစံမျိုးပေါ့เนาะအဲ့လိုမျိုးပြစ်ချတာလည်းခံတယ်ပွဲလည်းမပွဲဘူးတခါကျလွတ်ကြတာရောင်ရှိတယ်ကျမတို့ဆိုတခါကျသွားဆိုင်ကိုယ့်ကိုယ်ကိုယ်တော့တနာတယ်ဘာလို့လဲဆိုတော့လေပုဂံလေးတွေကလေ ခါကြလို့ရှင်လေးဟိုထိတ်ကလေးတွေပဲ့နေရလို့ဇုံလေးတွေဆိုမီးဘူးလောင်ရလေးတွေဖြစ်နေရလို့အဲ့လိုမျိုးလေးပကံလေးတွေဆိုလို့ရှင်နည်းနည်းလေးတွေပုံပယ်နေရလေးတွေအဆုတ်ပုံစံမျိုးတွေဖြစ်နေရပါတော့ဒါမှလည်းစားလိုက်ပါလေအဲ့လိုမျိုးလေးဆိုလေအဲ့နေရာမှာဒါကျွေးပကံဆိုတော့တို့လည်းမလွယ်ဘူးသိလားအဲ့လိုမျိုးလေး အဲပြီးတော့တခြားလူတော့မသိကျမလူဖြစ်လာမယ်ကျမတို့ဆိုမာလာရှန်ကောတော့ဟော့ပေါ်လူစားပြီးသွားဆိုလို့ရှင်လေတညာလုံးရေးစားတာရေးစားတာဆိုတော့လေကျမတို့ရေးထိုင်တောက်ရင်တော့မှလေဟို190လောက်ပုံမှန်ထင်တယ်အဲ့လိုမျိုးရေးဒီအတကုံစားပြီးတညာလုံးတောက်လိုက်မှပဲအဲ့လိုမျိုးတက်တာသူများတွေတော့မသိဘူးအဲ့လိုမျိုးတော့ရှိတယ် ပြီးရင်အဲ့လို hot pot သွားစားရမယ်ဆိုလို့ရှင်လေအဲ့လိုတနေချင်းနေအဲ့လိုစကားတွေပြောပြီးမှစားကြင်တာကတော့အေးအေးဆေးဆေးစကားပြောကြင်လို့ hot pot ဆိုင်ထိုင်ကြမယ်ဆိုလို့ရှင်တော့ဂျိုဂျိုးဆိုင်ကိုမသွားကြပါနဲ့ဘာလို့လဲဆိုတော့လေအေးအေးဆေးဆေးလည်းစကားပြောလို့မရသလိုအဲ့လိုအေးအေးဆေးဆေးလည်းထိုင်လို့မရပါဘူးသူတို့ကကြတော့အဲ့လိုအဲတချို့ပိတ်ရက်တွေဆိုလို့ရှင်ဝိုင်းနေစောင်းရတာလည်းရှိသလိုစကားလည်းပြောလို့အေးအေးဆေးဆေးမရပါဘူးစားမယ်ဆိုရင်အဲ့လိုကိုယ့်လိုမျိုးစားတဲ့လူမှပဲအဆင်ပြေမှာစကားပြောချိန်တောင်မရအောင်တချင်းတွေကဖွင့်တာစူးညံတာအဲ့လိုမျိုးအိုးရခွက်တွေကလည်းပြင်ချတာစူးညံတာအော်ဒါကောက်တဲ့အတန်းတွေကလည်းစူးညံတာအဲ့လို ယ်စကားပြောမယ်ဆိုရင်အဆင်ပြေပါဘူးကြိုပြောပါတယ်အဲ့တော့အေးအေးဆေးဆေးဆိုတော့တခြား coffee ဆိုင်လို့ပါလို့ထိုင်လို့ရတယ်ပေါ့နော်ဟောပေါ်ကတော့အဲ့လိုစားမယ်တောက်မယ်ကြိတ်မယ်ဆိုရင်တော့ဟောပေါ်တော့ထိုင်စားပါဟုတ်တယ်နော်တချို့ဝန်ထမ်းတွေဆိုလို့ရှိရင်လည်းနော်ဒီ customer ရှိမှလည်းမရှောင်ဘူးနော်စကားကြီးအကျေကြီးပြောကြတယ်တခါကြလို့ရှိရင်လည်းနော်တယောက်နဲ့တယောက်ဒါရိုက်ပုတ်ပြီးတော့စောင့်နေကြတာတို့ပါလို့လည်းအများကြီးရှိရဲ့ရှင့် ။သူတို့ရဲ့အတွက်ကတော့ဒါအချင်းချင်းမလို့စရတဲ့နောက်တယ်ဆိုပေမဲ့နော်ဒီ customer ရဲ့အမြင်မှာတော့နော်လုံးဝမသိတော့ဘူးရှင်။အာစားတဲ့တောက်တဲ့ဆိုင်ဆိုပူရောင်ဆိုသေးရဲ့နော်။နောက်ထပ် view file မှာဆိုလို့ရှင်လဲဒီအမကိုနော်ဒါပွဲအရင်ရှာတယ်လို့ပြောရဲရှင်။ဒီအမကနော်ဒါစီတနာနဲ့ပြောပြရတဲ့ဆိုတဲ့အကြောင်းကိုလဲဒါထပ်ပြီးပြောထားသေးရဲ့ရှင်။ဒီ view file လေးကိုလဲအတူတူနားထောင်ကြည့်လိုက်ကြရအောင်နော်။ငါ့ကိုဂျိုဂျိုဟော့ပေါ့ကိုပွဲရှာတယ်ဆိုပြီးပြောနေတဲ့လူတွေကိုငါပြောလိုက်မယ်နော်အခုလူတရာမှာ90လောက်ကဂျိုဂျိုဟော့ပေါ့မှာဝင်ဆောင်မှုကအဆင်ပြေလားလို့မေးကြည့်လိုက် နော်ငါပြောနေတာကလေအကုန်လုံးအတွက်ကိုပြောတာနော်ငါတို့ဆိုလဲပတ်စံပေးပြီးစားတာပဲပြောပြမယ်ချိုချိုဟိုဘက်မှာသွားစားတယ်ဆိုလို့ရှိရင်ငါတို့တွေကလမ်းဘေးအိမ်လဲဝင်စားတာမဟုတ်ဘူးအလကားစားတာလည်းမဟုတ်အလူအိမ်ဝင်စားတာလည်းမဟုတ်နော်အကုန်လုံးကပတ်စံတန်ရာတန်ကြီးပေးထားတယ်ပြီးတော့နောက်တစ်ခုငါတို့တွေတစ်ခါတစ်ခါစားလို့ရှိရင်အမှလေး test တွေပေးရတယ်သိတယ်မလားဝင်ဆောင်ကတော့ဘာညာတာတကအဲ့ဒါလေးအကုန်လုံးဝင်ဆောင်ကပေးပြီးမှစားရတာဖြစ်တဲ့တော့ငါတို့တွေမှာလိုလိုချင်တဲ့ဟာလေးတို့ပြောတာပေါ့နော်ဘာလဲဆိုတော့လေအချင်းရင်ဆက်ခိုင်းတာတို့ဘာလို့ဆိုလို့ရှိရင်လေ ဘာဖြစ်ဖြစ်ကျမတို့ကစားတယ်ဆိုလို့ရှင်ကိုစားကျင်တဲ့ဟာလေးကိုသိရမလားသူတို့ကပို့ပြီးကျွမ်းတယ်လေနော်သူတို့အမှလှုပ်တဲ့အခါကျတော့ညီမလေးဖြစ်ဖြစ်မောင်လေးဖြစ်ဖြစ်အမကိုအချင်းလေးကိုချင်းဆက်ကလေးဆက်ပေးပါလို့ပြောလိုက်ကြအဲ့လူကပြန်မလာတော့ဘူးအဲ့ဒါတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ဘူးနော်ပြီးမသိကြအောင်စားအောင်လေအဲ့ဒါဘာလုပ်တာလဲသူတို့ရဲ့ဝန်ဆောင်မှုထဲမှာဒီအချင်းဆက်တာတွေပါမပါဘူးလားနောက်တစ်ခုအဲ့လိုမျိုးလေတစ်ခုခုခေါ်လိုက်ပြီးဆိုစုပုတ်ပြီးတော့လုံးဝမလာဘူး မလာတာတွေလည်းရှိတယ်အဲ့လိုမျိုးခဏခဏပဲကြုံရတာเนาะဒီအိုးတွေခွက်တွေပြစ်ချတာတွေဒီတွန်းလဲတွေတွန်းလာတွေကတော့ထားလိုက်အောင်အဲ့လိုမျိုးရှိပြီးတစ်ခါကျလို့ရှင်အတင်းပြောတာတွေလည်းရှိတယ်เนาะအဲ့လိုမျိုးလေးဟိုစပန်ဝစ်စုံနဲ့သွားစားတဲ့အခါတွေလည်းရှိတယ်တစ်ခါကျလို့ရှင်အဲ့လိုအိမ်နေဝစ်စုံနဲ့သွားစားတဲ့အခါတွေရှိတယ်အဲ့ကြလို့ရှင်လေလေသူတို့ကဆက်ဆံပုံဆက်ဆံနေရမတူဘူးဒီဝန်ထမ်းတွေကလေ တကယ်တော့ပြောပြမယ်ငါတို့သွားစားတာဘူဖေးဆိုင်လည်းမဟုတ်ဘူးဘူဖေးဆိုင်ဆိုတော့လည်းလက်ခံပေးလို့ရတယ်တန်ရတန်ကြီးစားရတာပြီးတော့တက်စီလည်းအကုန်လုံးပေးထားတယ်အဲ့လိုဆိုတော့နေကပြောမယ်နေကအဲ့ဒါဆိုလို့ရှိရင်အဲ့ဆိုင်မှာပြောလိုက်ပါလို့ပြောတယ်ကျမအရင်တော့ကပြောဘူးတယ် ါလိုအချင်းဆက်ခိုင်းတာကြာလိုက်တာလို့ဘာညာပြောလဲပြောအဲ့ဒါလည်းအေးမလို့ဘူးပြီးတော့ဗကန်တန်တွေကလည်းစူးညံတယ်ပြောလို့အေးမလို့ဘူးအဲ့တော့ကျမတို့ကဒီလိုမျိုးတယောက်တည်းသွားပြောတဲ့အခါကျရင်လည်းအေးလုံးမှာမဟုတ်ဘူးအဲ့တော့ကျမတို့အဆင်မပြေတဲ့ဟာကိုပြင်ရအောင်လို့ပြောပြရတယ်နော်ကျမတို့ကဒီအစားအသောက်ပိုင်းနဲ့ပတ်သက်ပြီးတော့စားလို့မကောင်းဘူးဘာညာဆိုပြီးပြောနေရလည်းမဟုတ်ဘူးကျမတို့ကသူတို့မှရှိတဲ့လိုအပ်ချက်ကိုထောက်ပြတာပဲရှိရဲဒါကိုတချို့ကောင်မတွေကလာပြီးသိရမလားနင်းကိုယ့်ကိုသွားပြောပါလားတို့အဲနင်းကဘာလဲချိုချိုးဖော့ဖော့ကိုခင်းဖြစ်တယ်တို့ဘာလဲ အတန်ချေရှာတော့လာပြောဘာမှအတန်ချေရှာစရာအကြောင်းမရှိဘူးအခုနင်တို့စားနေလူတွေအယောက်တရာကို60လောက်ကိုသွားမေးကြည့်လဲငါပြောတဲ့အချက်တွေဖြစ်လားမဖြစ်လားသွားမေးကြည့်လဲနော်အဲ့လိုမျိုးအိုးရီခွက်တွေပြစ်ချတာတို့ပြီးတော့ဝန်ထမ်းနေရာသိရမလားဟိုလိုမျိုးခွဲကြဆက်ဆံတဲ့ပုံစံမျိုးတွေလောက်တာတို့ပြီးရင်ခေါ်ရင်မကြားချင်အောင်ဆောင်နေရာတို့ပြီးွားလို့ချင်းသိရမလားဟိုစပန်ဝတ်စုံနဲ့လာတာတို့အိမ်နေဝတ်စုံနဲ့လာတာတို့ဆိုလို့ရှိရင်အဖတ်မလောက်တာတို့ပြီးရင်အတင်းပြောတာတို့ ပြီးရင်ဟိုခေါ်လို့ရှိရင်မကြားကြအောင်ဆိုအာစုံနေရပဲသူတို့စီမှာအစင်မပြေတဲ့ဟာတွေပြောရင်တော့ဝင်နေဖြစ်အောင်အဲ comment ကျမတင်ထားတဲ့ comment အောက်ကိုသွားပြီးတော့ဖတ်ကြည့်လိုက်အဲ့မှာအစင်မပြေတဲ့လူတွေအများကြီးပဲပြောထားတာနော်ကျမကသူတို့ဆိုင်နဲ့ပတ်သက်ပြီးပြင်ဆင်နေတာကိုပြောကျမတို့လည်းဆိုင်နေများစွာကိုစားလာတာအကုန်လုံးကလေအဲ့လိုမျိုးကြီးစူညံပွက်လို့ရိုက်ပြီးတော့အဲ့လိုမျိုးဖြစ်မနေဘူးစူညံပွက်လို့ရိုက်ဖြစ်နေဆိုတာလူတန်ကိုပြောတာမဟုတ်ဘူးနော်သူတို့တွေရဲ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ပြောပြတယ်တကယ်လို့ကိုဘက်ကသိရမလားဟိုဆိုင်ခွဲတွေအများကြီးလည်းဖြစ်တယ်ကိုဆိုင်ကနာမည်ရှိပြီးသားဖြစ်တယ်ဆိုပိုတော်မှဒီဟာအပိုင်းနေရပိုတော်ကိူးဆိုက်ရအောင်မဟုတ်တယ်မလား ဟိုငါငါဆိုင်ရလူများတာပဲငါဆိုင်ရလူတွေအများကြီးနင်တို့ပြော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 စားတာပဲလို့ပြောတယ်ဆိုတာလေလူတွေကသိရမလားအဲ့လိုမျိုးစားကြတာတခုတည်းရတာကောင်တာတခုတည်းနဲ့တီးခံပြီးစားနေရအဲ့အပိုင်းတွေကိုလိုက်မေးကြည့်လိုက်အစင်ပြေလာလို့လိုက်မေးကြည့်လိုက်ဟုတ်တယ်နော်တချို့တွေကရှိရဲ့ရှင့်ရွှေရင်ငွေတွေဝစ်ပြီးတော့နော်အဝတ်စားကောင်းကောင်းမွန်မွန်နဲ့လာလို့ရှိရင်သူတို့ကပတ်ဆိုင်ရှိတဲ့သူတွေပါညာဆိုပြီးတော့နော်ဒါတတိချက်ချာလေးဆက်ဆံကြရရှင့်တို့ကြောင့်လေအိမ်ကြီးအဝတ်စားနဲ့လာလို့ရှိရင်တော့နော်ပတ်ဆိုင်မရှိတဲ့သူလိုလိုတခါကြလို့ရှိရင်အဲ့ဒီအဝတ်စားတွေကိုချိန်ပြီးတော့သူတို့တွေကပလိန်ကျင်တွေရရှင့်အဲ့လိုမျိုးဝန်ထမ်းတွေလည်းအများကြီးတွေ့ဘူးတယ်နော် ဒါဝန်ထမ်းတိုင်းဥတော့ပြောတာမဟုတ်ဘူးရှင်အာတချို့ဝန်ထမ်းတွေမှာရှိရဲ့ရှင်ခင်းကြတော့အဲ့ဆိုင်ရဲ့မန်နေဂျာတို့ဝန်ထမ်းတွေကိုပြောတာကနော်ဒါလုံးဝကိုမထိရောက်ဘူးရှင်အဲ့ဒီဂျူဂျူဟော့ပေါ်ဆိုင်ကနော်ဆိုင်ရှင်ကိုတိုက်ရိုက်ပြောတာကပို့ပြီးတော့ထိရောက်တယ်ရှင်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်